လူတွေဟာနေစင်တဲ့အမြကမ္မထန်၄ခုပွားတဲ့နယ်လို့နော်ကမ္မထန်၄ခုပွားတဲ့ဘာပွားတဲ့လဲဆိုရင်ကိုယ့်ရဲ့တရာစွာအားရထမြတ်ဖို့အတွက်ဘုရားနုဒတိကိုအချိန်ပိုင်းနဲ့ပွားပါအများတရားတွေပေါ်မှာမေတ္တာထားနိုင်အောင်နော်မေတ္တာအချင်းချင်းမေတ္တာစိတ်တွေသက်ဝင်အောင်မေတ္တာပွားပါ လူတူတယောက်အပေါ်မှာတွေ့တာမှုတွေလျှော့ချနိုင်အောင်အတုပကမ္မထံကိုပွားပါနောက်တစ်ခါကိုယ့်ရဲ့သိဆုံးမှုအပေါ်မှာကြောက်ရွံ့မှုဆိုတာမဖြစ်ရအောင်မရဏတတိဘာဝနာပွားပါလို့ဒီကမ္မထံလေးခုဗုဒ္ဓနုတ်တတိမေတ္တာအတုပမရဏတတိဆိုရင်ဒီကမ္မထံလေးခုဟာ ီစတုရရက္ခလို့ဆိုဖို့ခာရိယံပေါ့ကိုယ့်အတွက်အကောင်းဆုံးဆောင်းလျှောက်ပဲလို့လူတွေကအဆောင်းလျှောက်ဆိုရင် ပြင်မဲကဟာကိုယ်ဆောင်းမှာဆောင်းနေထင်းနေတာမဟုတ်ဘူးကိုယ်တဏ္ဍမှာကောင်းကျိုးချမ်းသာတွေဖြစ်ဖို့အတွက်ကိုယ့်အတွက်အရေးကြီးတဲ့ဆောင်းလုံးမှုပဲလို့ဒီလိုဆောင်းလေးမျိုးလို့ဒီလိုဆိုလို့တာနော်ဘာကိုဆောင်းတာတုံးလို့မေးလို့ရှင်ဗုဒ္ဓံတို့တတိဖြင့်မိမိရဲ့တရားအစွမ်းအားတွေကိုထိမ့်သိမ်းဆောင်းလျှောက်ထားသောအပြင် ဒီတရာရော့နေသွားတဲ့ဆိုတဲ့အန္တရာယ်မဖြစ်အောင်လို့ဒီလိုဆုံးလို့လားအဲခုခေတ်ကတော့ဘုရားနဲ့သတိပွားလို့ရှိရင်အန္တရာယ်ကင်းတယ်တို့ဘာလို့အန္တရာယ်ကင်းဖို့ပဲကြည့်နော်အန္တရာယ်ဖြစ်တာကပြင်းမကလာတဲ့အန္တရာယ်မရှိဘူးမဟုတ်ဘူးရှိနိုင်တယ်သို့သော်သူအန္တရာယ်ပေးတာတဘဝတစ်ခဏပဲတရာတရားဖြစ်သွားပြီဂျင်ညိုစိတ်တွေရောနေသွားပြီဆိုလို့ရှိရင်နော်တဏှာမှာအန္တရာယ်များတယ်ပေါ့ မေတ္တာမေတ္တာရဲ့ဆောင်းရှောက်မှုကအေးမေတ္တာခြုံလုံးနေဆိုတာဘာလုံးမှလည်းမသိဘူးเนาะမေတ္တာခြုံလုံးနေဆိုတာကိုယ့်ရင်ထဲမှာအမုန်းမရောက်ဘူးလို့ပြောတာညာတော့အပြင်တွေးကြတာတော့မေတ္တာခြုံလို့ရှိရင်ငါလက်နဲ့စိတ်ပြီးပြည်တည်တပြားဘယ်သူမှငါမတတ်နိုင်ဘူးလို့ဒီလိုသွားတွေးကြတယ်เนาะအဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးတကယ်အတိတ်ပဲကခုနကမေတ္တာရဲ့အကျိုး၁၇မျိုးထဲမှာမပါဘူးလားပါတယ်လေ မေတ္တာစွာအားကြီးမားနေလို့ရှင်တော့ဒါတွေလည်းဟိုလုံညုံနေဒါတွေကအပ္ပယိကလုံညုံမှုတွေပဲတကယ်ရေးကြည့်တဲ့လုံညုံမှုကဘာတော့ကိုယ်ရင်နဲ့နှလုံးထဲမှာအမုန်းတရားမရောက်ဖို့ကအရေးကြီးတယ်ဒေါသကိုကာကွယ်တာလို့ဒီလိုပြောအောင်အတုပါကဘာကိုကာကွယ်တာတော့ရာဂကိုကာကွယ်တာနော်မရဏတတိကဘာကိုကာကွယ်တာတော့စဉ်း တန်ဝေကမဖြစ်ဘဲနဲ့မေ့မျောနေတာတန်တရာထဲမှာပျော်ပြီးတော့မကောင်းတာတွေလုပ်မိဆိုတဲ့အကုသိုလ်တွေကိုကာဝယ်တာလို့ဒါကြောင့်မို့စတုရရက္ခဖုခာရိယံဆိုတာစောင့်ရှောက်မှု၄မျိုးဆိုတာမကောင်းတဲ့စိတ်တွေမဝင်ရအောင်စောင့်ရှောက်တာလို့အဓိကအဲ့ဒါကျန်တာတွေကအပေါ်ယံပိုက်ကစောင့်ရှောက်မှုလို့ပြောရမယ်ဒီလိုဆိုတာနော်